တတိယသတင်းအနေနဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကမြေပြင်ဆေးကုသမှုလုပ်ငန်းတွေဘေးကင်းလုံခြုံရေးအတွက်မြေအောက်ဆေးရုံတွေတည်ဆောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပကနေမြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကမြေပြင်ဆေးကုသမှုလုပ်ငန်းတွေဘေးကင်းလုံခြုံရေးအတွက်ကိုမြေအောက်ဆေးရုံတွေတည်ဆောက်နေရဆိုတဲ့သတင်းကို The Guardian နဲ့အင်တာဗျူးမှာထုတ်ပြောပါရတယ်။ တချို့နေရာတွေမှာဆိုရင်ဂူတွေလှန်ဂူတွေကိုမြေအောက်ဆေးရုံတွေအဖြစ်ပြောင်းလဲတည်ဆောက်နေပြီလို့အတည်ပြုပါတယ်လက်တလုံးမှာ NUG ကျန်းမာရေးဝန်ကြီးဌာနကဥဆောင်ပြီး Safe Hospital Safe Healthcare Campaign တစ်ခုကိုဥဆောင်ပြုလုပ်နေပါတယ်။အခုချိန်ထိ campaign ညီမှန်းချက်60ရာခိုင်နှုန်းအထိရရှိသွားပြီလို့သိရှိရပါတယ်။အဲဒီကနေ American Dollar 4သိန်းကျော်5သိန်းအထိရန်ပုံငွေရရှိဖို့ကိုညီမှန်းချတယ်လို့ဒေါက်တာဇော်ဝေဆုကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတအန်းတက်မတော် TNLA ထိန်းချုပ်ရာနေရာတစ်ခုမှာကျင်းပခဲ့တဲ့ BPLA အပတ်စဉ်ကိုစစ်တင်တန်းဆင်ပွဲတစ်ခုကိုဒေါက်တာဇော်ဝေဆိုးကတက်ရောက်ခဲ့တာတွေ့ရပါတယ်။သူနဲ့အတူတအန်းတက်မတော် PSLF TNLA အထွေထွေတွင်ရည်မှုဗိုလ်ချုပ်တာဖုံကျော် KNB ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌခွန်ဘီထူပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA ကစစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်ရည်မှုတို့ကိုအတူတွေ့ရှိရပါတယ်။